ောင်စီးပွားရေးလုပ်ငန်းရှင်ကြီးများရှင်ဒီနေ့ကတော့ပဲခူးမြို့မှာရှိတဲ့လူချင်းမင်းတို့ရဲ့စီးပွားရေးအိမ်မက်တွေကိုအကောင့်ထဲပို့ဖို့ဆွေရောက်ခွင့်ရသေးတဲ့ခုနဲ့နှိဆက်ပေးမယ်နော်ဒါကတော့ဗကိုးမြို့ကြီးမှာအကြီးဆုံးဖြစ်လာမဲ့ဟန်ဂါရီလကားစေးတည်ကြီးနဲ့ကုန်တေကားကြီးကစီမံကိန်းတည်ကြီးပဲဖြစ်ပါရဲ့ရှင်။ဒီလကားစေးတည်ကြီးကဆိုရင်တော့ဗကိုးမြို့ကျောက်လန်းနဲ့ရန်ကုန်မန်လေးလမ်းဟောင်းတောင် SPD ပါတက်စတိုင်ပေးမှာတရှိတာဖြစ်ပြီးတော့စီးပွားရေးအရာတကယ့်ကိုအချက်ချာကြတဲ့နေရာကောင်းတစ်ခုပဲဖြစ်ပါရဲ့ရှင်။ဒီနေရာဆိုရင်ရင်းသောပိတ်ဆို့မှုကိုကင်းဝေးပြီးတော့မြန်မာနိုင်ငံရဲ့နေရာအနှံ့ကိုအလွယ်တကူချိတ်ဆက်နိုင်ပါတယ်။ဒီနေရာမှာဘာကြောင့်ရင်းနှီးမြှုပ်နှံတဲ့သလဲ။ ဟန်တာဝရီလက်ကားဆေးတကြီးရဆိုရင်သဘာဝဘီးအန္တရာယ်များကိုကာကွယ်စေရန်စနစ်တကျတိစောက်ထားရတာဖြစ်ပါတယ်။ဒူဝါစီဒူနေဆိုင်ငံများကိုငလီဆုံအလိုက်စနစ်တကျတွက်ချက်ပြီးပိုင်ဖောင်ဒေးရှင်းနဲ့တိစောက်ထားတာဖြစ်တဲ့အတွက်ခန့်ခဲမှုမှာလုံးဝအဆင့်ချရတာဖြစ်ပါတယ်ရှင်။ဒါအပြင်လက်ကားဆေးဝန်းတစ်ခုလုံးကိုကျယ်ဝန်းတဲ့ရေမြောင်းစနစ်တွေစနစ်တကျထည့်သွင်းတိစောက်ထားတာကြောင့်ရေကြီးဖြေရှမ်းမဲ့အန္တရာယ်အတွက်လည်းစိတ်ပူစရာလုံးဝမလိုတော့ပါဘူးနော်။ ဟန်နော်ရီကုန်တင်ကားကြီးတိတ်နဲ့တွဲပြီးတိစောက်ထားတာကြောင့်လည်းအနာဂတ်မှာတေချာပေါက်အကျိုးအမြတ်ရရှိစေမယ့်စီမံကိန်းတစ်ခုပဲဖြစ်ပါတယ်ရှင်။ PC Family ကဆိုလို့ရှိရင်တော့တဘာဝဘေးအန္တရာယ်များကိုအသက်လိုက်ဆုံးကာကွယ်နိုင်ရတဲ့အတွက်ဆိုင်ကန်ကလုံးချစ်စေတဲ့ Isolation နဲ့စောက်ပစ်ထားဖြစ်ပြီးတော့ရေကြီးရေချမ်းမှုများအတွက်ရေမြောင်းများကိုလည်းစနစ်တကျထည့်သွင်းထားတာတွေ့ရပါတယ်ရှင်။ဒီစီမံကိန်းကြီးထဲမှာကပ်ပခေရနာဖို့အဆင့်တိုင်းရဲ့အတွက်ပင်လယ်ဆယ်ပေ30တဲ့ကွန်ကရစ်လမ်းမတွေကိုစီမံကိန်းကြီးတစ်ခုလုံးထဲမှာထည့်သွင်းပြီးစောက်ပေးထားတာဖြစ်ပါတယ်ရှင်။